မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့င်အကြောင်းအရာကတော့မြင်းကလင်းတဲ့င်ကိုဖော်ပြပေးကြပါရယ်2025ခုနှစ်အောက်တိုဘာ18ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်7:09မိနစ်18စက္ကန့်အချိန်မှာတော့ကမ္ဘာအင်းမြင့်နေစကန်ကနေအနောက်အနောက်တောင်ဘက်တမိုင်ကအဝေးကွာတဲ့မြန်မာနိုင်ငံပြည်တွင်မြန်ကုန်မြို့နယ်ရဲ့မြောက် အနောက်မြောက်ဘက်တမိုင်ကန်အကွာမြောက်လက်တီကျု16.86ဒီဂရီအရှေ့လောင်ကြီးကျု96.15ဒီဂရီအနက်15ကီလိုမီတာကိုဗဟိုပြုပြီးတော့အင်အားရက်တာစကီ3.6အဆင့်ရှိတဲ့အင်အားနှဲငယ်ရှိတဲ့မြင်းတွေတခုလှုံရှားသွားကြောင်းတိုင်းထွာရရှိတယ်လို့မိုးလေဝသနယ်ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့တာဖြစ်ပါတယ် ဒါအပြင်ရန်ကုန်မြို့မှာငလျင်တိတိတသာလှုပ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ရန်ကုန်မြို့မှာတော့မနေ့ကအောက်တိုဘာ18ရက်ည7:00မိနစ်ဝန်းကျင်ကငလျင်တိတိတသာလှုပ်ခတ်မှုဖြစ်ပွားပြီးတော့အထက်မြင့်နေသူတို့လမ်းမပေါ်ပြေးဆင်းခဲ့ရလို့သိရပါတယ်။ဒီငလျင်လှုပ်ခတ်တာကိုရွှေပြည်သားမယန်းကုန်းတာမွေလှိုင်းသားရကမာရော့လာတာကြီးမြင့်နိုင်အလုံးတာကေတာဒေါ်ဘုံမြင်းနီကုန်းစမ်းကြောင်လှိုင်းလမ်းမတော်ဗဘဲတန်တန်လင်းတွန်တေကော့မှုအင်းစိန်သူဝနာတင်ငန်းကျွန်းကြောင်မြောင်းမြောက်ကလာပါ ရွှေပောက်ကံတောက်ကလာပပဇွန်တောင်ဘူတထောင်မင်္ဂလာတောင်ညတကုံမြို့တိမြောက်ပိုင်းတကုံစိတ်ကံမင်္ဂလာတော်အစရှိတဲ့နေရာတွေမှာတိတိတတ်တတ်ခန်းစားရတယ်လို့မြို့နေပြည်သူတွေကဆိုပါရယ်။ရံမုံမှာငလျင်တအားကျန်နဲ့တိုက်ခါရမ်းသွားလို့ခနှငိန်နာနဲ့အောက်ကိုဆင်းပြေးရတယ်လို့စမ်းချောင်းမြို့နယ်မှာနေထိုင်သူကဆိုပါရယ်။မလို့တာနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကလည်းအောက်တိုဘာ18ရက်ညပိုင်းချိန်ထုတ်ပြန်ချက်အရမြန်မာစံတော်ချိန်7:09မိနစ်18စက္ကန့်အချိန်မှာတော့ ကပိုင်းညင်လင်စခန်းကနောက်နောက်တောင်ဘက်တမိုင်ကန်ဝေးကွာတဲ့မြန်မာနိုင်ငံပြည်တွင်မြန်ကုန်မြို့ရဲ့မြောက်အနောက်မြောက်ဘက်တမိုင်ကန်ကွာမြောက်လက်တီကျူ16.86ဒီဂရီအရှိလောင်ကြီးကျူ96.15ဒီဂရီအနက်15ကီလိုမီတာကိုဗဟိုပြိုးပြီးတော့အင်အားရက်တာစကင်3.6အဆင့်ရှိတဲ့အင်အားအနည်းငယ်ရှိတဲ့မြို့နယ်တစ်ခုလှုပ်ရှားသွားတာကိုတိုင်းထွာရရှိတယ်လို့လည်းသိရပါဗျ။ငလင်းလှုပ်သွားတာကလှဲတန်းမှာတတော်ကိုတည်တာတဲ့ဒီရပိုင်းငလင်းသတိထားဖို့လိုမယ်ထင်တယ်။ကိုရီးယားနားမှာတိုက်ပွဲကလူတွေပါပြင်းစင်ကြတာစိုက်ကိုတွေလည်းရောက်ကုန်ပြီ ီလို့ပြည်သူတယောက်ကဆိုပါရယ်။မြေဥလင်သတင်းများစင်တာရဲ့ထုတ်ပြန်ချက်မှာတော့မနေ့ကအောက်တိုဘာ18ရက်ည7:00နာရီ9မိနစ်အချိန်ကရန်ကုန်တိုင်းဒလားမြို့နယ်မြောက်အနယ်၄မိုင်ကနေမဂနီကျူ3.9အစင်းရှိတဲ့မြေလင်းတစ်ခုလှုပ်ခတ်သွားတယ်လို့အတည်ပြုထားပါရယ်။ဒုံးဆိုပြီးတော့အတန်ကြားပြီးတော့လှုပ်သွားတာလှုပ်သွားတာက3စက္ကန့်လောက်ပဲကြာပါရယ်။ရှစ်လွှာမှာနေတော့လေတိတိတတ်တတ်ခန်းစားလိုက်ရတယ်။မြေညင်တက်ကလူတွေတည်တောင်တည်တယ်။မြေညင်တက်ကလူတွေတောင်တည်တာတယ်တော်တော်အထက်မြင့်ဆိုရင် တတော်အထက်မျက်နှာတွေဆိုသတိထားတဲ့နဲ့ခொနည်းအဆင့်လောက်ဆိုရင်မလွယ်ဘူးလို့တန်လင်းမျိုးနယ်မှာနေထိုင်သူကဆိုပါတယ်ပြီးခဲ့တဲ့ဩဂလ20ရက်ကလည်းကဘာကြီးမြို့နယ်စကန်ကနေအနောက်တောင်ဘက်56မိုင်ကဝေးကွာတဲ့မြန်မာပင်လယ်ပြင်ဖျားပုံမျိုးရဲ့အရှိတောင်ဘက်23မိုင်ကအကွာမြောက်လက်တီကျူ16.39ဒီဂရီအရှိလောင်ကြီးကျူ95.6ဒီဂရီအနက်138ကီလိုမီတာကိုဖော်ပြပြီးတော့အင်အားရတာစကီ ၄သမအရှင်အစဉ်ရှိတဲ့အင်အားအနည်းငယ်ရှိတဲ့မင်းတွေတခုလှုံ့ရှားခဲ့ပါသေးတယ်။ ဒီလိုငယ်လေးလှုပ်ခတ်တာတွေဟာသခိုင်းပြည့်ပြည့်ကြောင့်ဖြစ်ပြီးတော့ငယ်လေးငယ်လေးကြိုကြားကြိုကြားတစ်ခါတလေလှုပ်ခတ်တာကအခုနဲ့အခုလားကထလှုပ်တာမျိုးမဟုတ်ပဲနဲ့အရင်နှစ်တွေကလည်းပဲရန်ကုန်အနီးတစ်ဝိုက်မှာငယ်လေးငယ်လေးလှုပ်ခတ်နေကြဖြစ်တယ်လို့မြင်းလင်းသတင်းများစင်တာကတာဝန်ရှိသူကဆိုပါတယ်အခုချိန်မှာငယ်လင်းသတင်းတွေပြန့်နှံ့နေလို့လူများကမြင်းလင်းကိုအရင်ကတည်းစဉ်းစားပို့ပြီးကြောက်နေကြတာစိတ်မချမ်းမြေ့ပွဲမြင်တွေ့နေရတယ်အရန်ကြီးစိုးရိမ်မနေဘဲနဲ့သတိသာချက်ပြီးတည်တည်ငြိမ်ငြိမ်နေထိုင်တဲ့တယ်လို့လည်းဆိုပါတယ် အနေမရှိတဲ့ငလျင်ငယ်ကိုအထူးတက်လဲခံမှန်းပြဖို့မလိုအပ်ဘူးလို့လည်းထင်တယ်လူများထိတ်လန့်မှုသာအဖက်တင်မှလိမ့်မယ်လို့ဆိုပါရယ်အခုလိုရန်ကုန်မှာငလျင်လုတာဟာပြင်းအားသိမ့်မရှိပေမဲ့ရန်ကုန်မြို့တည်ရှိနေတဲ့နေရာကမြေပြော့ဖြစ်နေတဲ့အတွက်ငလျင်တိတိတသာခန်းစားရတာဖြစ်တယ်လို့ငလျင်ပညာရှင်ကဆိုပါရယ်ရန်ကုန်မြို့မှာတည်ရှိတဲ့ AR မြို့ဝကျောပေါ်ဒေသကြီးတစ်ခုလုံးကတော့မြေပြော့တွေနဲ့ဖုံးလွှမ်းထားတာလည်းဖြစ်ပါရယ် AR မြို့ကျင်းတွင်းမြို့စစ်တောင်းမြို့စရတဲ့မြေလက်တက်တွေအများကြီးရာကနေ င်လယ်ထဲကိုစီးဝင်လာတဲ့အချိန်မှာပိုးချထားတဲ့နှုန်းတွေမြေပြောတွေရှိနေတာကြောင့်ဖြစ်တယ်လို့လည်းဆိုပါရယ်ဒီမြေပြောတွေဟာရန်ကုန်အပြင်အနောက်ဘက်ဆိုရင်ပသိမ်မြောက်ဘက်ဆိုရင်ပြည်မြို့မရောက်ခင် အဲ့ဒီနေရာတဲ့အထိဖုံးလန်းတာဖြစ်ပြီးတော့ဒီလိုမြေပြော့မျိုးမှာငလျင်လှုပ်ခတ်တဲ့အခါမှာထွက်လာတဲ့ငလျင်လှိုင်းကမြေပြော့ထဲမှာဖြတ်တန်းရတဲ့အတွက်မူလလှုပ်ရမယ့်အစထပ်ပို့ပြီးတော့ကြီးထွားသွားတာဖြစ်တယ်လို့လည်းဆိုပါတယ်။လှိုင်းရဲ့အသွားပုံကအတန်လှိုင်းနဲ့အတူတူပဲဖြစ်ပြီးတော့ရေလဲပါကမြေပြော့တွေထဲကငလျင်လှိုင်းဖြတ်လို့ပါကမူလထပ်ပို့ပြီးတော့ငလျင်လှိုင်းကိုကြီးထွားစေတဲ့အတွက်ရောင်မျိုးမှာငလျင်လှုပ်တဲ့အခါမှာအင်အားနှဲပေမဲ့လည်းအရန်ပြင်းထန်သွားရတာမျိုးခံစားရတာဖြစ်တယ်လို့၎င်းကဆိုပါတယ်ရှင်။ ထက်လက်ပြီးတော့မော်ကြီးမှာကြောင်းမြေပုံပြိုကျပြီးအမျိုးသားတအုပ်သေဆုံးတဲ့ကြောင်းဖော်ပြပေးပါမယ်။ခရီးနီပြည်နယ်ဖားဆောင်မြို့နယ်မော်ကြီးဒေသမှာကြောင်းမြေပုံပြိုကျပြီးမြေပုံပြိုလို့အမျိုးသားတယောက်သေဆုံးခဲ့တယ်လို့ခရီးနီဂျားကာလာအုပ်ချုပ်ရေးကောင်စီကဆိုပါရယ်။အော်တဘာ16ရက်ညနေ4နာရီကျော်မှာတော့ခဲချင်းလုံကိုင်းနဲ့အသက်18နှစ်အရွယ်လူငယ်တယောက်ကတော့ရေချိုးနေတဲ့အချိန်ကြောင်းပုံပြိုပြီးတော့သေဆုံးရတာဖြစ်ပါရယ်။ကြောက်တဲ့တူထားတဲ့မြေပေါ်စွန့်ပြစ်မြေပုံတော့ ဒေတာအခေါ်ဆိုရင်ကြောက်ပုံပေါ့အဲ့ဒီအောက်မှာရေချိုးရတာကိုအဲ့နာမှာရေသွားချိုးရင်းနဲ့အပေါ်ကမြေစာကြောက်ပုံကပြိုကျတယ်ပြိုကျပြီးတော့ပြီပြီးတော့ခေါင်းကိုရိုက်မိသွားတော့ဆုံးသွားတာပါလို့ဆိုပါတယ်မြေတူးတာတွေကိုနေရာတည်နဲ့ဆောင်းရတည်တွေမှာတူးဆွပြီးခဲရှာပွေကြရင်းနဲ့တောင်ဆောင်နေရာတွေမှာမြေတူးဆွထားတဲ့အတွက်ဒလိုင်ပေါက်လိုဖြစ်နေတာကြောင့်မိုးရွာရင်ကြောင်မြေတွေပြိုကျတာတွေကမွေးရသည့်ကာလထဲမှာဖြစ်တဲ့ဖြစ်တာရှိတယ်လို့ဆိုပါရယ်စက်တင်ဘာလ20ရက်ညပိုင်းမှာလည်းခဲချင်းမြေပြိုတာကြောင့်ခဲရင်လောက်ကင်နေတဲ့ပြည်သူ2ယောက်သေဆုံးခဲ့ပါရယ် ဆက်လက်ပြီးတော့နိုင်ငံတော်ကမုတ်တုံလေးဆုတ်ခွာသွားပြီဆိုတဲ့အကြောင်းဖော်ပြပေးကြပါရစေ။အနောက်တောင်မုတ်တုံလေးဟာမြန်မာနိုင်ငံတဝန်းလုံးကနေအော်တိုဘာ16ရက်နေ့ဒီကနေ့ဆုတ်ခွာသွားပြီးတော့ငါးလကြာတဲ့မိုးရသည်ကုန်ဆုံးပြီလို့မလို့သားကသတင်းထုတ်ပြန်လိုက်ပါရစေ။စက်တင်ဘာ20ရက်မှာတော့မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေကနေအနောက်တောင်မုတ်တုံလေးစတင်ဆုတ်ခွာခဲ့တာပါ။ပြီးတော့စက်တင်ဘာ28ရက်မှာတော့မြန်မာနိုင်ငံအလဲပိုင်းကအော်တိုဘာလ 17ရက်နေ့မှာမြို့ဝကျွန်းပေါ်ဒေသတွေကနေဆုတ်ခွာခဲ့တာဖြစ်ပြီးတော့အော်တိုဘာလ16ရက်ဒီကနေ့မှာတော့မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကနေမုတ်တော်လီဟာနိုင်ငံတော်ကနေဆုတ်ခွာသွားပြီလည်းဖြစ်ပါတယ်။မိုးရသည်ကိုဖြစ်စေတဲ့နောက်တာမုတ်တော်လီဟာပြီးခဲ့တဲ့မေလ13ကနေတနင်္လာရက်တိုင်းအလဲပိုင်းထိကိုဝင်ရောက်ခဲ့ပြီးတော့မေလ18ရက်မှာတော့မြို့ဝကျွန်းပေါ်ဒေသတွေစီကိုဝင်ရောက်ခဲ့တာဖြစ်တယ်လို့ဒီနေ့မိုးရသည်ဟာ9လအကြာမြင့်ခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ မန္တလေးတိုင်းမှာအောက်တိုဘာလ18ရက်ကနေအောက်တိုဘာလ23ရက်ထိမိုးလေဝသအခြေအနေကိုဖော်ပြပေးကြပါမယ်။ပင်လယ်ပြင်ကထူးခြားမိုးလေဝသအခြေအနေဟာအိန္ဒိယမိုးလေဝသဌာနထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်ော်မြောက်ပိုင်း Troposphere level ရဲ့ထက်ဝက်အမြင့်6ကီလိုမီတာအမြင့်ပေပေ2000ကအထိဆက်ဆက်လျက်ရှိတဲ့လေဝေလိုက်တစ်ခုဖြစ်ပေါ်လျက်ရှိတဲ့အကြောင်းတွေ့ရပြီးတော့ဘင်္ဂလားပင်လယ်အော်မှာတည်ထူတဲ့နေကြောင်းတွေ့ရပါတယ် ဒီထုတ်ပြန်ချက်မှာလည်းအော်တိုဘားလ24ရက်နေ့မှာဘင်္ဂလားပင်လယ်ော်အရှေ့တောင်ပိုင်းမှာလေပြင်းအားနဲ့ရောင်းတကူဖြစ်ပေါ်နိုင်ခြင်းရှိနေပါတယ်။တင်ချာပုံစံပြုတ်ကြိုတင်ခံမရမော်ဒယ်တွေရာတော့အော်တိုဘား22ရက်နေ့ကစလို့ဘင်္ဂလားပင်လယ်အော်နဲ့ကပ်လီပင်လယ်ပြင်အထိထိစပ်နေတဲ့အန်ဒမန်ကျွန်းစုတောင်ဘက်မှာလေဝလိုက်တကူစတင်ဖြစ်ပေါ်ပြီးတော့နောက်ဘက်အရက်ဘင်္ဂလားပင်လယ်ော်အရှေ့တောင်ဘက်ကိုဆက်လက်ရွှေ့ရှားကပုံမအားကောင်းပြီးတော့အော်တိုဘား24ရက်နေ့မှာတော့ ်လေပြင်းအားနဲ့ရောင်ဝန်စတဲ့ဖြစ်ပေါ်လာနိုင်တဲ့ကြောင့်ကြိုတင်ခံမှန်းထားတာတွေ့ရပါတယ်ဒီလေပြင်းအားနဲ့ရောင်ကတော့အနောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေ့ရှားပြီးတော့အောက်တိုဘာ29ရက်မနက်ပိုင်းမှာ depression အားကောင်းတဲ့လေပြင်းအားနဲ့ရောင်ဖြစ်လာနိုင်ပါတယ်အောက်တိုဘာ16ရက်မှာတော့ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကိုဖြတ်ကျော်တိုက်ခတ်ပြီးတဲ့နောက်တောင်တရုတ်ပင်လယ်အတွင်းဝင်ရောက်မဲ့အပူလိုင်းလေပြင်းအားနဲ့ရောင် Tropical Depression 29W မူလအမည် Inver 96W ကတော့အောက်တိုဘာ23ရက် အဲ့ဒီနေ့မှာဗီယက်နမ်ကမ်းခြေကိုဖျက်ချဝင်ရောက်ဖို့ချင်းကလာပြီးတော့ဗင်လားပင်လယ်အော်မှာလီဘီအာနဲ့ရဝန်စတဲ့ဖြစ်ပေါ်လာခြင်းနဲ့တိုက်ဆိုင်ရရှိနေပါတယ်။အောက်တိုဘာ23 24ရက်နေ့အထိတောင်တရုတ်ပင်လယ်နဲ့ဗင်လားပင်လယ်အော်မှာဖြစ်ပေါ်လာမယ့်လီဘီအာနဲ့ရဝန်မုန်တိုင်းရဲ့မုန်တိုင်းအရှိန်တက်ရောက်မှုတွေကြောင့်မြန်မာနိုင်ငံအပေါ်ကြောက်နိုင်ခြင်းမရှိတာကိုလည်းတွေ့ရပါတယ်။ကနေ့ပင်လယ်ပြင်မှာတော့အောက်တိုဘာ23 24နှစ်ရက်မှာတော့လှိုင်းလေပြင်ထားပါမယ်။ပင်လယ်ပြင်ဟာအရှိတ်ဘက်ကနေလေပြင်တနအီကိုမိုင်30ခန့် လိုင်းမြဟာ6ပေကရှိပါတယ်9ရက်အတွင်းမန္တလေးတိုင်းအတွင်းမိုးရွာသွန်ရရှိနိုင်တဲ့အခြေအနေဟာမန္တလေးတိုင်းအတွင်းကမြို့နယ်ခရိုင်တချို့အနက်60မိတ်ထီလာရမဲသိန်းခရိုင်တွေမှာတော့9ရက်တပတ်အတွင်းမိုးရေချိန်ဟာ၄လက်မအထက်မြင်းကြံသားစီမက်လိုင်းညာဦးမြို့နယ်ခရိုင်တွေမှာတော့9ရက်တပတ်မိုးရေချိန်ဟာ3လက်မအထက်နှစ်ထိုးကြီး မန္တလေးဝမ်းတွင်ပျော်ပွဲမျိုးနယ်ခရိုင်တွေမှာတော့9ရက်တပတ်အတွင်းမှာမွေးစင်ဟာနှလမထက်မရယာအမရပူရာပြုံးလွင်စင်ကူတောင်တာငန်းစုံမျိုးနယ်ခရိုင်တွေမှာတော့9ရက်မွေးစင်ဟာတလမထက်စရာလေးနဲ့မွေးစင်တွေဟာရွာသွန်းရရှိနိုင်ပါတယ်ဒီတပတ်အတွင်းမန္တလေးတိုင်းအတွင်းကမျိုးနယ်ခရိုင်တော်တော်များများမှာတော့မိုးနှဲငယ်ကနေမိုးအသည်တင်ဆက်လက်ရွာသွန်းနေပြီးတော့နေရာကွက်ပြီးတော့မိုးသက်ထန်နိုင်ကရေစည်းရေလာမကောင်းတဲ့ရက်ကွက်ဒေသတွေမှာခက်တာလောက်တော့ရေကြီးရေလွှမ်းနိုင်တယ်လို့ဆိုပါတယ် ပြန်ပြအားဖြင့်တော့အမြင့်ဆုံးနေပူချိန်ဟာ30ဒီဂရီနဲ့အနည်းဆုံးညပူချိန်ကတော့24ဒီဂရီရှိနိုင်ပြီးတော့တောင်ပေါ်ဒေသတွေမှာတော့အမြင့်ဆုံးနေပူချိန်ဟာ8ဒီဂရီကနေ30ဒီဂရီထိလျော့နေနိုင်ပြီးတော့အနည်းဆုံးညပူချိန်ကတော့6ဒီဂရီကန်လျော့နေပါမယ်။မန်လေးတိုင်းတွင်မှာတော့အမြင့်ဆုံးနေတိုင်းတော့ဟာတနအီကို15မိုင်ကန်တည်းရှိနိုင်ပြီးတော့နေ့လယ်ပိုင်းအချိန်တွေမှာတော့လေထုဆူထိုင်းစ60ကန်နဲ့ညပိုင်းမနက်အစောပိုင်းအချိန်တွေမှာတော့80ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းထိရှိနေပါတယ်။